မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂါဝီစစ်ဆေးရေးဂိတ်ကိုဝင်းရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဝါလာ၁၇ရက်နေ့မှာရေဦးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂါဝီစစ်ဆေးရေးဂိတ်ကို Freedom Revolution Force FRF အထူးလှုပ်ရှားတပ်ခွဲတက်ကရဲဘော်များက40မမဘုံသီးများလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။40မမဘုံသီးတွေလက်နက်ငယ်တွေနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးတွေထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ Freedom Revolution Force FRF တပ်ဖွဲ့က တာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထူးကြီးမြို့နယ်ကန်နာရဲစခန်းကို PDF တပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူနဲ့တိုက်ခိုက်ခြင်းကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောက်တိုဘာလ17ရက်နေ့မနက်10:00နာရီခန့်မှာအကြမ်းဖက်စစ်သားနဲ့ရဲအင်အား30ခန့်တပ်ဆွဲထားတဲ့နထိုးကြီးမြို့နယ်ကန်နာရဲစခန်းကို PDF တပ်ဖွဲ့ဝင်များကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ2နာရီခန့်ကြာမြင့်ခဲ့ပြီးတော့စစ်သားနဲ့ရဲများထိခိုက်ဒိဆုံးမှုအခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ရဲများကအကြောက်လွန်ပြီးတော့ လေးချောင်းပစ်ကူခေါ်ယူခဲ့ခြင်းကြောင့်နေ့လယ်7:00နာရီခန့်မှာ MI-35 Jet Fighter များနဲ့ပစ်ကူပေးပြီးတိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုနထိုးကြီး People's Defense Force မြင်းကြံခရိုင်အမှတ်၄တိုက်ရင်နဲ့အမှတ်၁၀တိုက်ရင်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲများအချိန်မရွေးဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့အတွက်ပြင်းစီဒရအူလမ်းပိုင်းကိုအသုံးပြုခြင်းမပြုလုပ်ကြရန်နထိုးကြီး People's Defense Force ကအတိပေးထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့ပေါ်မှာတကောင်စင်းကောက်ယူနေတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့လောက်ဝကရုံးတို့ကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ10ရက်နေ့မှာဂံကောမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများတပ်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်သက်ဆိုးရှည်စီရေးတကောင်စီလိုက်လံကောက်ယူပေးနေတဲ့လောက်ဝကရုံးတို့ကိုဂံကောခရိုင် drone တပ်ဖွဲ့ hyper uav drone force တို့က drone နဲ့ ၃ချိန်ဘုံကျဲတိုက်ခဲ့ရာအကြမ်းဖက်ဆက်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲသတင်းတွေကတော့စုံစမ်းနေတုန်းပဲအတိအကျစုံစမ်းလို့မရဘူးဖြစ်နေတယ်။ဂံကောင်းမျိုးပေါ်မှာသကောင်စင်းကောက်နေတာရပ်ပိုင်းလောက်ရှိပြီ။သူတို့ကတော့ရွေးကောက်ပွဲကိုသူတို့ထိန်းချုပ်တဲ့နယ်မြေထဲမှာရတဲ့လောက်လုပ်မယ်ထင်တယ်။ကျွန်တော်တို့ကတော့ဒီတရားမဝင်တဲ့ရွေးကောက်ပွဲကိုရတဲ့လောက်အင်အားနဲ့တားဆီးသွားမှာဖြစ်ပါတယ်လို့ဂံကောင်း KI drone တပ်ဖွဲ့ Hyper UAV Force ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဂံကောင်းမျိုးအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ90တရဲအတွင်းနဲ့က အများပြည်သူများနေထိုင်ရာခြေရွာတွေဘက်ကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့မှာစစ်ကောင်စီစစ်ဆေးဂိတ်မှာရံမပီးတဲ့ညှို့ကြားရေးမှုရဲ့ကာပစ်ခတ်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ည10:00နာရီကမိထီလာမြို့အဝင်းမှာစစ်အုပ်စုကစစ်ဆေးပြုလုပ်နေတဲ့အချိန်ကားတစ်စီးဟာရံမပီးဘဲနဲ့မောင်းနှင်သွားတဲ့အတွက်အဲ့ဒီဂိတ်ကစစ်သားများကပစ်ခတ်ခဲ့ကြောင်းမိထီလာမြို့ကန်တချို့ကပြောပါတယ်။ကားပေါ်မှာပါလာတဲ့မိထီလာမြို့ဌာနဆိုင်ရာတခုကညှို့ကြားရေးမှုဆိုသူလိုက်ပါလာပြီးတော့ကားပေါ်မှာပါလာသူများထိခိုက်မှုအခြေအနေကိုတော့မသိရသေးကြောင်း မြို့ကန်တချို့ကပြောပါတယ်ညွန်မူးပါလာတဲ့ကားကရံမပေးလို့ပြစ်တာလို့ပြောတယ်ဘဲဌာနကလည်းတော့မသိဘူးလို့မိထီလာမြို့ကန်တူကပြောပါတယ်မိထီလာမြို့ဟာအာနာသိန်းစစ်ကောင်စီရဲ့လေတာစခန်းအပါအဝင်စစ်တပ်စခန်းအများပြားရှိတော်လဲစက်တမာလ18ရက်နေ့ကနန်းတော်ကုန်းလမ်းနဲ့ကံပလန်းလမ်းစုံယထာတန်လန်းဘေးမှာရှိတဲ့ရဲကင်းမှာဘုံပောက်ကွဲပြီးတော့ရဲ၃ဦးတေဆုံးက၅ဦးဒဏ်ရာရရှိခဲ့သေးကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းညောင်တုံးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီစစ်ဆေးဂိတ်များမှာခရီးသွားလူငယ်များကိုစစ်ဆေးရည်တွေတင်းကျပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ညောင်တုံးမြို့နယ်မြို့အထွတ်စစ်စေးရေးဂိတ်ဖြစ်တဲ့ရေနံမြေလမ်းစုံစားမလောက်လမ်းစုံနဲ့ပန်းတိုင်စစ်စေးရေးဂိတ်တို့မှာပြီးခဲ့တဲ့အော်တိုဘားလပထမဘက်ကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင်လောက်ဝကဝင်နှန်းများနဲ့ပြူစောတိပြည်သူ့ဆက်အဖွဲ့ဝင်များကိုအင်အားတုံးမြဲချထားကရှားဖွေစစ်စေးမှုတွေပြုလုပ်နေတယ်လို့ခရီးသွားပြည်သူများနဲ့ခရီးသည်တွေရင်လိုင်းများထံကနေပြီးတော့သိရပါတယ်စစ်တပ်အရင်ကထက်ပိုပြီးတော့ကြက်လာတယ်ညောင်တုံးကိုအပြန်ဆိုတာတော့မှမရဘူးကားပေါ်တက်ပြီးတော့စစ်တပ် ပန်းတိုင်ကတော့ဆစ်ဆေးတာအကျက်ဆုံးပဲစားမလောက်လမ်းစုံဘက်မှာလည်းမရတော့ဘူးရင်းမောင်မှာပါလာတဲ့သူတွေကိုတယောက်ချင်းပေးချလိုက်ဆက်နေတာအရင်လိုပတ်စံပေးလို့လည်းမရတော့တဲ့အခြေအနေဖြစ်လာတယ်လို့ရန်ကုန်ကြောင်တုံးပြေးဆွဲနေတယ်ခရီးသည်တွေရင်းလိုင်းကရင်းမောင်းတူကပြောပြထားပါရယ်အခုလိုမျိုးဆစ်ဆေးမှုအတွင်းမှာလူငယ်အမျိုးသားများကိုမှတ်ပုံတင်တဲ့တိုက်ဆိုင်ဆစ်ဆေးမှုဟာအများဆုံးဖြစ်ပြီးတော့မတင်ကြတဲ့လူငယ်အမျိုးသားများကိုစစ်ကောင်စီတပ်ဖွဲ့ကဆစ်ဆေးဂိတ်အတွင်းကိုခေါ်ယူပြီးတော့ထပ်မံဆစ်ဆေးမှုများပြုလုပ်ပြီးငွေတောင်းခံမှုများကိုပြုလုပ်နေတယ်လို့သိရပါရယ် ရန်ကုန်ကိုကိုရီးယားဘာသာစကားသင်တန်းတက်ပြီးတော့ညောင်နှုံးကိုပြန်လာတာမရဘူးမှတ်ပုံတင်တောင်းတယ်စစ်စေးရိတ်ဂိတ်ထဲကိုခေါ်ပြီးတော့အစ်ခံရတယ်အဲ့ဒီနေ့ကပြန်လွတ်စေခြင်းရင်သူတို့က၅သိန်းပေးရင်ပြန်လွတ်မယ်ပေါ့ KP အကောင့်ထဲက9သိန်းရှိတာအကုန်လွှဲပေးလိုက်ပါပဲပြန်လွတ်ပေးတော့တယ် အရင်ကထက်ပိုပြီးတော့စစ်စေးတွေပိုကျက်လာတယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ညောင်တုံးမြို့ကလူငယ်တအုပ်ကပြောပြထားပါရယ်အလားတူပဲ AOD တိုင်းနဲ့ရန်ကုန်တိုင်းထိစပ်နေတဲ့မလက်တိုးစစ်စေးဂိတ်မှာလည်းရင်းမောင်းများနဲ့လူငယ်အမျိုးသားများကိုစစ်စေးရဲတွေတင်းကျပ်ထားတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမေဒီယာမြို့နယ်ဆယ်ပင်ရွာကိုအချမ်းပတ်စစ်တပ်ကအော်တိုဘာလ17ရက်နေ့ညနေပိုင်းမှာလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့မြေပြင်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားများကတုံကုန်းရွာကိုမီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ17ရက်နေ့ညနေ6:15မိနစ်ခန့်မှာအချမ်းပတ်စစ်တပ်ကမရီယာမြို့နယ်ဆယ်ပင်ရွာကိုလေကြောင်းကနေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မြေပြင်မှာစစ်တောင်းထုံးနေတဲ့စစ်ကောင်စီတပ်သားများကလည်း တုံကုန်းရွာကိုဝင်းအောင်စီးနှင်းပြီးတော့မိရှုဖျက်ဆီးနေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိကိုမြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းများရှိနေတဲ့အတွက်ကြောင့်ပြည်သူများထိခိုက်မှုအခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့အတိမပြတ်နိုင်သေးဘူးလို့သိရပါတယ်။ဆယ်ပင်ရွာကိုလေရင်နဲ့ဘုံနှလုံးကျဲချသွားတယ်လို့သိရတယ်။အခုညနေ6:15မိနစ်လောက်မှာကျဲချသွားတာအခုကစစ်ခွေးတွေကတုံကုန်းရွာကိုမိရှုံနေတယ်လို့သိရတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီက၎င်းတို့လက်အောက်ခံပြည်သူ့စစ်ပြူစောတိတပ်ဖွဲ့ဝင်အသစ်တွေကိုလာစဉ်စစ်တင်နှန်းတွေပို့ချပေးနေပြီးတော့အဲ့ဒီစစ်တင်နှန်းတွေမှာပြူစောတိအမျိုးသမီးတွေဇက်တိုက်ပါဝင်လာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တဘာလအတွင်းကဖွင့်လှစ်ခဲ့တဲ့ပြူစောတိစစ်တင်နှန်းမှာအမျိုးသမီးတပ်ဖွဲ့ဝင်အသစ်တွေပါဝင်ခဲ့တယ်လို့အခုအောက်တိုဘာလမှာဖွင့်လှစ်ခဲ့တဲ့ပြည်သူ့စစ်တင်နှန်းအပတ်စဉ်7မှာလည်းအမျိုးသမီးတပ်ဖွဲ့ဝင်အသစ်တွေထပ်မံပါဝင်ခဲ့ပြီးတော့အဲ့ဒီစစ်တင်နှန်းကိုမန္တလေးရန်ကင်းတောင်ကြီးမှာရှိတဲ့တပ်မ3 33လက်အောက်ခံတိုက်ရင်တစ်ခုမှာဖွင့်လှစ်နေတယ်လို့ဆိုပါရယ်မြင်းကြံမြို့အနီးမှာတာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့စစ်တပ်အရာရှိတအူးကတော့လက်ရှိမှာစစ်ကောင်စီတပ်ရဲ့အရာရှိနဲ့စစ်တီအင်အားတွေနှဲပါလာလို့ပြည်သူစစ်တွေကိုလုတ်ပိုင်ခွင့်ပေးထားပြီးတော့တပ်ဖွဲ့တွေဖွဲ့စည်းပေးထားတယ်လို့ဆိုပါရယ်ရွာထဲမှာငွေပဲကောက်ကောက် ဂိတ်ပဲဖွင့်ဖွင့်ဘာမှပြောခွင့်မရှိဘူးလောက်ပိုင်ခွင့်အကုန်လုံးသူတို့ပြည်သူစစ်တွေကိုပေးထားတဲ့သဘောပဲလို့၎င်းကပြောပါတယ်စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Telegram Channel တွေကအော်တိုဘားလာ17ရက်နေ့မှာထုတ်ပြန်လာတဲ့မန္တလေးပြည်သူစစ်ပြူစောထီတင်တဲ့အပတ်စဉ်17တင်တဲ့လက်နက်ငယ်ပစ်ခတ်မှုလေ့ကျင့်မှုရုပ်တံတစ်ခုမှလည်း အမျိုးသမီးပြူစော်တီတပ်ဖွဲ့ဝင်တွေတနက်ပြစ်လေ့ကျင့်နေမှုကိုတွေ့ခဲ့ရပါတယ်။လက်ရှိမန္တလေးတိုင်းအတွင်းပြည်သူ့စစ်ပြူစော်တီတပ်တွေထဲမှာလည်းမြင်းညာမြို့နယ်အခြေစိုက်တဲ့မြင်းကြံခရိုင်ပြူစော်တီခေါင်းဆောင်တီတာယူမွန်ဦးဆောင်တဲ့တပ်ဖွဲ့ရှိနေပြီးတော့လက်ရှိမှာလည်းမြင်းကြံခရိုင်အတွင်းကကာကွယ်တပ်ဖွဲ့တွေနဲ့မကြာခဏသို့တလို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။ စစ်အင်အားတွေတိတာဆောင်ကညော်နေလာတဲ့စစ်ကောင်စီတပ်ဟာပြည်သူ့စစ်မှုထမ်းဥပဒေနဲ့လူသစ်အရမစုဆောင်းတာအပြင်၎င်းတို့စစ်ကောင်စီအမားကပြူစောတိတပ်ဖွဲ့ဝင်အသက်တွေကိုစုဆောင်းကစစ်တင်တန်းပေးတာနဲ့လက်နက်ခဲယံထောက်ပံ့ပေးတာတွေကိုလှုပ်ဆောင်နေပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကံဘလူနယ်ကဖုန်ကြီးဝါတော်ဝဥဆောင်နဲ့ပြူစောတိတပ်ဖွဲ့ကိုတနက်330ကျော်ခဲယံနေနဲ့စစ်ဝတ်ဒဇာတွေကိုထောက်ပံ့ပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ